ုကလေးတယ်ကြည်ရဂျပန် animation တွေဘာတွေကိုကြည့်ပြီးတော့ inspiration ယူကြလားကိုရီးယားကားတွေကိုကြည့်ပြီး inspiration ယူလားမသိဘူးပူလောင်ပူအိုက်လိုက်တဲ့ရာသီဥတုကြီးမှာ hoodie ကြီးတွေဝတ်ပြီးတော့ခါလေးကြလို့ရှိရင် socks အဖြူကြီးတွေပေါ့ခြေခြေအိတ်အရှိကြီးတွေဝတ်ပြီးတော့သွားလာနေကြမြင်တော့အဝတ်တဲ့လူတော့မပြောတတ်ဘူးကောနော်မြင်ရတဲ့လူတော့ convenient တိတ်မဖြစ်ဘူးကောနော်ဒါပြင်တချို့ပြောကြရမလားခဏန်းဆိုရင်စိတ်ဝင်စားဘူးခဏန်းကိုစားတဲ့ခဏန်းတွေဘာမှမသိဘူးတွေဘာတွေပြောကြရတယ်ပေါ့နော်အဲ့လိုမျိုး ားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်မှာတော့ပြီးခဲ့တဲ့ဘက်ကပြောထားတဲ့ vlog ရဲ့အဆက်ပေါ့နော် financial freedom ဖြစ်ဖို့လုပ်တဲ့ action ခုနှစ်ချက်တည်းကအခုဒီနေ့လေးချက်မြောက်ကိုဆက်ပြောမှာဖြစ်ပါတယ်အဲပြီးခဲ့တဲ့ဘက်ကတော့အစူပြောခဲ့တယ်ပေါ့နော်အဲ number 1ကကျတော့ဟို financial freedom ဖြစ်မဖြစ်ကိုဘယ်လို access လုပ်မလဲ financial freedom ဖြစ်ဖို့အတွက်ဘယ်လို ဒီရင်ဆုံးကိုယ့်ရဲ့ real income bank statement ကိုပြန် assess လုပ်ရမယ် analysis လုပ်ရမယ်ပြီး budget ရေးဆွဲရမယ်ပြီးနောက်တစ်စက်ကတော့ financial plan ရေးဆွဲရမယ်နံပါတ်၄အနေနဲ့ကကြတော့ဒီ financial plan ရေးဆွဲပြီးပြီးကိုယ့်ရဲ့ financial objectives အရာ financial plan ရေးဆွဲပြီးပြီးဆိုနောက်တစ်ခုလုပ်ရမယ်အချက်ကကြပါလဲဆိုကိုယ့်ရဲ့ expense တွေကိုဘယ်နေရာမှာ cut လုပ်မလဲ ਨੇ ကိုတကယ်သုံးဆွဲလိုက်တဲ့ expense တွေကိုလည်းဘယ်လို efficient ဖြစ်အောင်သုံးဆွဲမလဲဆိုတာလေးကိုဆက်ပြီးတော့စဉ်းစားအောင်ပါเนาะဆိုရဒီနေရာမှာချိုးတန် trader သုံးဆွဲရမယ်ဆိုတာမဆရဲမတော့ရဲအငတ်ခံပြီးနေရတာမျိုးလည်းမဟုတ်ဘောเนาะအဲဟိုရှေ့မှာပြောခဲ့သလိုပဲကိုယ့်ရဲ့ needs and wants ကိုအဲ really assess လုပ်ပြီးတော့ကိုယ့်ရဲ့ wants as a needs ပေါ့เนาะအမှန်တကယ်လိုအပ်ချက်ကိုပဲသုံးဆွဲတင်တယ်အဲ့လိုသုံးဆွဲရဲဆိုတဲ့နေရာမှာလည်း အဲဆိုလို့ရှိရင်ဥမာဆိုလို့ဆိုလို့ရှိရင်အဝယ်စားတွေတွေ့တိုင်းဝယ်တာမျိုးလို့အဲလိုချင်တယ်လို့ထင်ရတဲ့အရာတိုင်းကိုဝယ်တာမျိုးလို့ဆိုတော့မလုပ်သင့်ဘူးပေါ့နော်အဲအဝယ်စားတစ်ခုကိုဥပမာဝယ်ရဝယ်တော့မယ်ဆိုရင်တော့မှကိုကပြန်ပြီးစဉ်းစားမှာပေါ့နော်ဒီဟာဒီကာလာမျိုးဒီဒီဇိုင်းမျိုးကမှရှိပြီးသားလားဒါမျိုးစင်တူတဲ့ဟာရှိပြီးသားလားဒါမို့ရင်ဒီကာလာဒီဒီဇိုင်းကိုဝယ်လိုက်လို့ရှိရင်ကတခြားဟာနဲ့ဘာမက်ချ်လုပ်ပြီးဝယ်လို့ရမလဲဆိုတာမျိုးတွေပေါ့နော် အဲ့လောက်ထိစဉ်းစားတဲ့နဲ့တွေ့လေးလိုက်တိုင်းဒီဇိုင်းအသစ်ပေါ်လိုက်တန်းဝယ်တာမျိုးမဟုတ်ဖင်းနဲ့ပေါ့နော်အဲ့လိုမျိုးတွေလုပ်တဲ့နဲ့ပြီးရင်နောက်တစ်ခုကအထင်များရပြီပုံစံမျိုးတွေ့သမျှကိုဝယ်တယ် quality ကိုတိချာမကြည့်ပဲနဲ့အဲဈေးတင်တော်ရဲပေါ်ရဲဆိုတိုင်း discount ချရဲဆိုတိုင်းဝယ်တာမျိုးမဟုတ်ဖင်းနဲ့ကို ီးရဲ့နေထိုင်တဲ့ပုံဝင်ခြင်းကိုလုပ်နေတဲ့နေရာကိုရဲ့အလုံးအကန်ကိုရဲ့အဆင့်တန်းနဲ့တင့်တော်တဲ့ quality မျိုးရှိတဲ့ဟာမျိုးဝယ်တင်တဲ့အဲပြီးလို့ရှိရင်ကိုရဲ့ရာသီဥတုနဲ့ကိုက်နေတာမျိုးလည်းဝယ်တင်တယ်ပေါ့နော်။ညာသွားဖြစ်ခါလေးကြာစုလမ်းသွားလို့ရှိရင်တွေ့ရပေါ့နော်။အခုကလေးတွေကြည့်ရဂျပန် animation တွေ ဘာတွေကိုကြည့်ပြီးတော့ inspiration ယူကြလားခရီးယားကတွေကိုကြည့်ပြီး inspiration ယူလားမသိဘူးပူလောင်ပူအိုက်လိုက်တဲ့ရာသီဥတုကြီးမှာ hoodie တွေဝတ်ပြီးတော့ခါလေကြလို့ရှိရင် socks အဖြူကြီးတွေပေါ့ခြေခြေအိတ်အခြေကြီးတွေဝတ်ပြီးတော့သွားလာနေကြမြင်တော့အဲဝတ်တဲ့လူတော့မပြောတတ်ဘူးကောနော်မြင်ရတဲ့လူတော့ convenient သိမ့်မဖြစ်ဘူးကောနော်ဒါပေမဲ့ဒါကို comments လုပ်ပြီး judge ပေးနေတာတော့မဟုတ်ပါဘူးအဲကိုယ့်ရဲ့ရာသီဥတုကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ကန့်ညီမဲ့ဟာမျိုးကိုအဓိကဦးစားပေးပြီးဝတ်ဆင်တင်တယ်ပြီးတော့ ဝေအဝိထဲတကူကိုဝယ်လိုက်တိုင်းမှာလေကိုရဲ့ဒီ long term မှာပေါ့နော်ဘယ်လောက်ထိဝင်နိုင်ဝတ်ဖို့များတယ်လဲဝင်နိုင်ချေရှိတယ်လဲဘယ်လောက် useful ဖြစ်မလဲဆိုတာကိုကြိုတင်စဉ်းစားပြီးတော့မှတစ်ခုခုကိုဝယ်မယ်ဆိုလို့ရှိရင်ဒါကကိုရဲ့ cost ကို analysis လုပ်ပြီးသား cut off လုပ်ပြီးသားဖြစ်သွားလိမ့်မယ်နောက်တစ်ခုကကြတော့ number 5ကကြတော့ကိုရဲ့ mind ကိုရဲ့ financial mindset ကိုလည်းတဲ့ပြင်ရမယ်တဲ့အဲ့ဒါကလည်းစမ်းနေပေါ့နော်ထူးစမ်းနေပေါ့နော်ဘာဖြစ်လို့ဆိုကိုရဲ့ addict က ကအရင်ကဆိုလို့ရှိရင် တချို့ပြောကြရမလားခဏန်းဆိုရင်စိတ်ဝင်စားဘူးခဏန်းကိုစားတဲ့ခဏန်းတွေဘာမှမသိဘူးလေဘာလဲပြောကြရတယ်ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့အတင်းငါခဏနေကိုစိတ်ဝင်စားဘူးအဲဘတ်ဂျက်ဘတ်ဂျက်ရေးဆွဲဖို့မပြောနဲ့ကိုယ့်ရဲ့ expense တွေကိုယ့်ရဲ့ income တွေကိုတော့ analysis ပြန်လုပ်ဖို့ပြန်ကြည့်ဖို့ရေးမှတ်ဖို့စိတ်ဝင်စားဘူးဆိုတာကတစ်ချိန်ကဖြစ်ရင်ဖြစ်ခဲ့မယ်အခုချိန်မှာကိုက financial freedom ဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘတ်ဂျက်တွေ financial plan တွေကိုနားမလည်လို့မရတော့ဘူးအဲ နားလည်အောင်စူးစမ်းမယ်ပေါ့နော်တကယ်တော့ financial terms တွေကိုမစင်စားနဲ့ ကိုက finance professional မဖြစ်တဲ့အတွက် financial terms တွေကိုစဉ်းစားစရာမလိုဒါပေမဲ့ကိုနေ့စဉ်လုပ်နေတဲ့အရာတွေကိုအဲကိုယ့်ရဲ့ဝင်ငွေအဓိကဝင်ငွေရှေ့မှာပြောခဲ့တဲ့ချက်လိုပေါ့ကိုယ့်ရဲ့အဓိကဝင်ငွေဘယ်လောက်လဲကိုယ့်ရဲ့အဓိကအသုံးစွဲရေးဘယ်လောက်လဲဆိုတာကိုအရင် record လုပ် record လုပ်ပြီးတော့ပြန်ပြီးတော့ဒီဒီကဏ္ဍမှတ်ထားတဲ့ကဏ္ဍလေးတွေနဲ့ cost လေးတွေကိုပြန် analysis လုပ်ပြီးဟာဒါတော့ငါမသုံးသင့်မဲ့သုံးလိုက်မိတယ်ဆိုတော့ခေါင်းထဲမှာအလိုလိုပေါ်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပြန်ပြီးတော့ analysis လုပ်တင်တယ်ဖောင်ထဲမှာမှတ်တာထားမယ်အဲ့ရနေတစင်မှာကိုမသုံးသ တင်တာကိုသုံးမိပြီဆိုတာမျိုး analysis လုပ်မိပြီဒါမှမဟုတ်ငါ over spending ဖြစ်သွားပြီဆိုတာ analysis လုပ်မိပြီဆိုရင်ပဲဒါကကိုယ့်ရဲ့ awareness ရသွားပြီးတော့ဟုတ်ပြီနောက်တစ်ခါနောက်လာကြရင်ငါဘာကို short သုံးရမယ်ဆိုတော့မတိစိတ်ကနေပြီးတော့ budget ကိုရေးဆွဲအဲ့ဒီစိတ်ထဲမှာရေးဆွဲတဲ့ budget ကိုလက်နဲ့ချရေးဖြစ်ဖို့လဲတိုင်တွန်းနေပေါ့เนาะအဲ့တော့ financial mindset ကိုလည်းကိုယ်တွေကပြင်ရမယ်အဲ့ဒီမှာ ဲ financial mindset ကိုပြင်တဲ့နေခုနလိုမျိုးပေါ့နော်ကိုယ့်ရဲ့ cost တွေဘယ်လို၆ short ချနိုင်တယ်ဘာညာဆိုတာသိလာပြီဆိုလို့ရှိရင်ဒါက motivation ရသွားတာပဲပေါ့နော်အဲ့တော့ motivation ရသွားခြင်းအပြင်လေကိုယ့်ရဲ့ financial mindset ကိုပြင်ပြီးသားဖြစ်သွားမယ် နောက်တစ်ခါကျတော့စူရိုကဒီနေရာမှာပြောတယ်ပေါ့နော်အမြဲတမ်းခြွေတာသုံးဆွဲရမယ်စူဆောင်ရမယ် invest လုပ်ရမယ်ဒါမဲ့အဲ့ဒါကြီးကလည်းအဓိကထိရောက်တဲ့နေလမဟုတ်ဘူးတော့ short ပြီးသုံးဆွဲနေတိုင်းလည်းအဆင်ပြေတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဘယ်လိုစဉ်းစားရမလဲဆိုလို့ရှိရင် make more money ပေါ့နော်ငွေဘယ်လိုပို့ပြီးရှာနိုင်အောင်ကြိုးစားမလဲဆိုတာလည်းစဉ်းစားရမယ်စီပြေကြီးပဲ short သုံးနေမယ်ဆိုလို့ရှိရင်လည်းအမြဲတမ်းအလိုပဲလုပ်နေရတယ်ဆို motivation အကြလာမှာပေါ့နော်အာအမြဲတမ်းငါအငတ်ခံနေရတော့မှလာပေါ့နော် ဟိုဘယ်မမြင်ရတဲ့အနာဂတ်အတွက်ငါဒုက္ခခံရမှာလားဆိုတဲ့အလို mindset တွေနဲ့ကိုကိုကို question တွေဝင်လာနိုင်တယ်အဲ့တော့ short မသုံးချင်ဆိုလို့ဘာလုပ်မလဲပိုရှာနိုင်အောင်ကြိုးစားရမယ်အဲ့တော့ဝင်ငွေတိုးလာအောင်ဘာလုပ်မလဲဘယ်လိုလုပ်မလဲဆိုတာကိုစူရောထပ်ဆင်ပြီးစဉ်းစားဖို့လိုအပ်လာတယ်စဉ်းစားရင်းနဲ့လည်းပတ်ဝန်းကျင်ကိုနားဆွင့်လာမယ်နားဆွင့်ရင်းနဲ့လည်းအခွင့်အရေးတွေကိုသိစိတ်မသိစိတ်ကနေစပြီးရှာလာမယ်အဲ့လိုရှာလာရင်းနဲ့ကိုယ့်ရဲ့အာနေချက်အာသာချက်ကိုလည်းကိုကတွေ့လာမယ်ပေါ့နော် အခွင့်အရေးတွေကိုစပြီးတော့ရှာလာမယ်ဘလို့အခွင့်အရေးတွေရနေပြီးတော့ငါရဲ့ အဲ income ကို increase ဖြစ်နိုင်တယ်လေပေါ့အစပိုင်းမှာတော့ volunteer ဖြစ်ခြင်းဖြစ်မယ်ဥပမာဆိုလို့ရှိရင်ကျောင်းပိစာကလေးဆိုလို့ရှိရင် intern ဝင်လုပ်ခြင်းနဲ့ဝင်ငွေလေးလစာလေးနည်းနည်းပဲရချင်းရမယ်ဒါပေမဲ့ intern အလုပ်ကနေပြီးတော့ experience တွေရပြီးတော့တကယ် permanent job အဖြစ်ကိုပြောင်းသွားနိုင်မယ်ဒီ permanent job ကနေပြီးတော့ကိုယ့်ရဲ့ performance ကိုကိုကတေချာပြနိုင်တယ်ဆိုလို့ရှိလို့ရှိရင်ကိုယ့်ရဲ့ဒါ career growth ladder ကိုဖောက်ပြီးသားဖြစ်သွားရပေါ့အဲ့တော့ gift and tape ဆိုတဲ့စကားအရကိုယ့်ဘက်ကအရင် gift ပေးပြီးတော့ valuable ဖြစ်တဲ့ tape ကိုပြန်ရယူနိုင်အောင်ကြိုးစား ားမယ်အဲ့ကနေပြီးတော့ make more money ဘယ်လိုလုပ်လဲဆိုတာကိုသူကစဉ်းစားရမယ်ပေါ့နောက်တစ်ခုကကြတော့ attending or study the financial channel တဲ့အဲ့တော့ခုနကပြောသလိုပေါ့ငွေဘယ်လိုပို့ရှာမလဲဆိုတာစဉ်းစားတဲ့အခါမှာ ငွေရှာမဲ့နီကိုတော့တွေ့ပြီကိုမှစကေးမရှိဘူးဒါမှမဟုတ်ငွေရှာတဲ့ငွေရှာဖို့နီကိုတော့တွေ့ပြီကိုရဲ့အားနည်းချက်ကဘာကိုရဲ့အားသာချက်ကဘာဆိုတော့ base လုပ်ပြီးတော့ကိုကငွေရှာရမှာဟုတ်အဲ့တော့အားသာချက်ကတော့ရှိတယ်အားနည်းချက်ကတော့ဘာလေးဖြစ်နေအဲ့အားနည်းချက်ကဘလို့ build app လုပ်ရမလဲဆိုတာကိုကို တွေ့ရှိပြီဆိုလို့ရှိရင်ခုနပြောတဲ့ financial times day financial channel တွေကိုစပြီးတော့အဲလီလာလာမှာပေါ့နော် study လုပ်လာမှာပေါ့ပထမဆုံးအဖြစ်ဆိုလို့ရှိရင် financial finance နဲ့ပတ်သက်တဲ့ news လေးတွေနားထောင်တာမျိုးလို့အဲ CNBC တို့အဲပြီးတော့ Bloomberg တို့ပေါ့နော် financial times တို့လိုဟာမျိုးတွေကိုဖတ်ပြီးတော့နားဆွင့်တာလိုမျိုးလို့အခုဆိုလို့ရှိရင် tariff ကိစ္စပေါ့နော် US နဲ့ China နဲ့ trade war ဖြစ်နေတဲ့ကိစ္စမျိုးလေးတွေဟာလေကိုယ့်ရဲ့ရောက်ရှိနေတဲ့နိုင်ငံကိုယ့်ရဲ့ economy ပေါ်မှာလည်း impact ဘယ်လိုဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာကိုလည်းကြိုတင်နားဆွင့်ပြီးတော့ study လုပ်တင်တယ်ပြီးတော့ကိုယ့်အတွက်သုံးဝင်မဲ့ channel လေးတွေကိုလည်းစပြီးလေ့လာတင်တယ်အဲ့ဒီနေရာမှာပထမဆုံး channel ပြန်ဆက်ရမယ်ဆိုရင် pay yourself ဆိုတာက ကိုယ့်ရဲ့အနာဂတ်အတွက် safe လုပ်ထားရုံနဲ့မဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ career ကိုဒါမှမဟုတ်ကိုယ့်ရဲ့ knowledge ကို upgrade ဖြစ်စေမယ့်အရာတွေပေါ်မှာလဲ spending လောက်ရမယ်ဥပမာအဲ wifi ဘိုးကြီးသုံးပြီးတော့ TikTok ပဲတစ်ချိန်လုံးကြည့်နေရမျိုးမဟုတ်ပေါ့ဒါပေမဲ့ TikTok ကြည့်တာအဟိုဟာကြည့်တာဘူးဒူရမြောက်လို့မဆိုလို့ဘူး which kind of the channel နဲ့ which kind of TikTok ကိုကိုက following လုပ်ထားရဲဆိုတာပေါ်မှာလည်းမူတည်တယ် TikTok ပေါ်မှာလည်းဒီ finance နဲ့ပတ်သက်ပြီး knowledge ရှိတဲ့ဟာလေးတွေကို share နေရအထူးသဖြင့်တော့ YouTube မှာတော့ပို့ပြီးတော့ဆုံဆုံလင်းလင်းမြင်ရတယ်။ YouTube မှာဒီ financial နဲ့ပတ်သက်တဲ့ဒီ financial vlog လို့မျိုး channel တွေလည်းရှိသလိုမျိုး local အမြန်မာလိုပြောနေတဲ့ channel တွေလည်းရှိသလိုမျိုးအဲတခြား channel တွေကိုလည်း explore လုပ်ပြီးတော့ကိုယ့်ရဲ့ကိုယ့်ကိုယ်ကို upgrade လုပ်တင်တာပေါ့နော်အဲ့ဒါတွေအားလုံးကနေပြီးတော့လည်းတစင်ကိုယ့်ရဲ့ financial freedom ကိုဘယ်လိုတက်လှမ်းနိုင်မလဲဆိုတဲ့ ways တွေ option တွေ advice တွေကိုရရှိသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။တစုံတရာအကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးလည်း financial burden ကနေကင်းဝေးပြီးတော့ financial freedom ဘွားကိုအမြန်ဆုံးရောက်အောင်ရှောင်းနေနိုင်ကြပါစေလို့ဆန္ဒပြုပါရှင်အားလုံးကျေးဇူးတင်ပါတယ်